အလိုအလိုမဲ့မင်္ဂလာပါရှင်ဒီနေ့မှဆင်တော့ day 50ကိုရောက်ရှိလို့လာပြီလေဖြစ်ပါတယ်ရှင်ဒီနေ့မှဆင်တော့ဒီပါအကြောင်းတွေပြောသွားမလဲပေါ့နော်အကန်နှစ်ရဲ့ဒါသတို့ထားလိုက်တော့ရောက်လာပေါ့နော်ဆက်လက်ပြီးတော့ဒါကျွန်တော်လေ့လာကြမှာရှင် โอเคยောက်တော့မယ်ပေါ့เนาะနားလေးစမ်းပေးပါခါဒီရောက်သွားပြီလေပေါ့နော်အဲမနေ့ကဝင်ဆိုတော့ဒါစညိုကဒီတင်တန်းအကြညာအဲတင်တန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဖြိုးပြမြောက်ပြီးတော့လည်းဖြစ်ပါတယ်တင်တန်းနဲ့အကြညာနဲ့ကိုညီပေးတာလေးပေါ့နော်ကြံ့တော့နောက်ထပ်ကကြတော့တန်ဖိုးရှိတဲ့အချိန်ဖြစ်ပါတယ်ဒါတော့အမလန်စီဝါရေးမှာတဲ့အချိန်မှဆုံးတော့အခွင့်အရေးတရမှာ ချိန်နဲ့ညီမျှတဲ့တန်ဖိုးကိုရရှိခြင်းပဲဖြစ်ပါတယ်။မြားစွာတော်ပုံကိုရီဟာတဲ့။တို့ရဲ့ကိုပိုင်စည်းပွားရေးလုပ်ငန်းနဲ့ချမ်းသာကောင်းချမ်းသာကြမယ်။အချို့ကြတော့ဒီလဆောင်ငွေအများပြရရှိလူတွေလည်းရှိကောင်းရှိနိုင်နေပေါ့နော်။တို့ရမှာတဲ့တို့ဟာတဲ့ရရှိထားတဲ့စီစဉ်ချမ်းသာကိုခန့်စားရဟန်ချိန်လုံလောက်စွာရပါရဲ့လား။ ရုံးဖွင့်ရက်တွေမှာပေါ့နော်နနက်10နာရီအထိအရာထဲမှာလျှောက်နေသူနေတိုင်းလူတွေမိမြဘလောက်ရှိလဲပေါ့နော်ရေးစရာရှိပါတယ်တဲ့အမှန်တန်စီးပွားရေးမှာတဲ့အငွေချေအမြောက်များရင်းနှီးခြင်းပြုရတာကိုလည်းတင်သိသွားပြီပေါ့နော်ဒါပေမဲ့ပေါ့နော်ဒီအချိန်ကိုကြတော့တင်ရင်းနေရတည်တာဖြစ်ပါတယ်တို့ရင်းနေရတဲ့အချိန်အတွက်ပေါ့နော်အမလန်စီဝိုင်းက ်တင်းတင်းလျောက်ပတ်တဲ့နှုံးဖြင့်တင်းကိုပြန်လည်ပေးပါတယ်။အဲဒီတင်းကအမှန်စီးပွားရေးအတွက်ပေါ့နော်တပတ်မှာနာရီ40နာရီ40အလုံးလုံးလို့ဖြစ်ကောင်းဖြစ်မယ်။နာရီ40မှာ20အတွက်ပေါ့နော်တစ်ချိန်မှာတင်းကိုအတူနှုံးဖြင့်ပြန်လည်ပေးအပ်ကောင်းပေးအပ်မှုလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ပေါ့နော်ဒီစီးပွားရေးလောက်ရတာတဲ့ကိုပိုင်အချိန်ရှိတဲ့ စီးပွားရေးဖြစ်တဲ့ပြင်လှုပ်လှုပ်တဲ့အချိန်မှာလည်းလှုပ်တဲ့အချိန်အတွက်လည်းရေရှည်အကျိုးပြုတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်တဲ့ဒါကြတော့တန်ဖိုးရှိတဲ့အချိန်ပေါ့နော်အချိန်တွေကိုအတိုးနဲ့ပြန်ပြီးတော့ရရင်ဆိုတဲ့အကြောင်းပြပြပေးရမှာနော်နောက်ထပ်တစ်ပုံပေါ့နော်နောက်ထပ်တစ်ပုံလေးကိုလည်းဆက်ပြီးတော့ပြောပြပေးခြင်းပါတယ်ဒါကြတော့ဒါဆိုလို့တင်ရဘဝလုံခြုံမှုရှိတဲ့အလုပ်ပေါ့နော်တင်ရတာမန်အလုပ်တစ်ခုမှာ အနည်း40ခန့်တာဝန်ထမ်းဆောင်ပြီးနောက်မှာအနားယူတဲ့အခါမှာဆိုရင်တော့ဘာတွေထွေကြုံရလိုက်လဲပေါ့နော်တင်းလောက်အားအတွက်ဖြတ်တောက်လျှော့ချထားတဲ့ပင်စင်လစာအမြင်ငယ်ရမယ်သင်အရင်သိဆုံးခဲ့လျင်သင်ခင်ပွန်သင်စနီးတဲ့ပင်စင်စားခွင်ထဝက်စံစားခွင်တွေခံစားရပါမယ်တဲ့အကယ်၍ပေါ့နော်အငိမ့်စားမယူမီအလုံးမလုံးနိုင်တဲ့အနေထားမျိုးဖြစ်ခဲ့တော့ ချင်းဟာ6လစာမြထောက်ပံ့ရေးရမယ်ထက်၍အလုံးမလုံးဘူးပေါ့နော်အလုံးမလုံးနိုင်သေးဘူးဆိုရင်လစာဝယ်နဲ့နောက်ထပ်6လရပါမယ်အဲဒီအဲ့ဒီဂိတ်ဆုံးဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဂိတ်ဆုံးပဲဒါကြောင့်ပေါ့နော်တင်းဟာတကယ်လို့မတော်တဆဆိုရင်အလုတ်ကနေအထုတ်ခံရနိုင်ပေါ့နော်အလုတ်ပွင့်ကစားလို့ဆိုရင်ဒါတော့ ဒီလိုမျိုးတွေ့ရတာတဲ့ဘောကလုံလုံမှုရှိတယ်လို့ဆိုနိုင်ပါဒလားပေါ့နော်။တင်ရအမှန်တန်စီးပွားရေးမှာတဲ့နဲ့အနေငယ်လို့မဟုတ်10နှစ်ခန့်လုပ်ပြီးနောက်အနားယူမယ်ဆိုရင်တင်မှာအခွင့်အရေးများစွာရှိပါတယ်။အချို့ကုမ္ပဏီတွေကတဲ့တင်ကောင်းစွာအလုပ်မလုပ်နိုင်တဲ့အခါမှာစုချင်းငွေအမျိုးမျိုးပေးနိုင်ရေးအတွက်ပေါ့နော်။တို့ရဲ့စီမံစီးပွားရေးစီမံကိန်းများမှာတချို့တင်ရေးဆွဲထားတဲ့ကြားရည်တဲ့ တခြားနီလန်တစ်ခုအကြောင်းပါလဲပေါ့နော်စီးပွားရေးလုပ်ငန်းတစ်ခုကိုရောင်းချတကယ်လို့ပေးရအောင်လဲစီးပွားရေးကိုရောင်းချနိုင်ခြင်းဖြစ်ပါတယ်တဲ့ဟိုတန်ဖိုးကိုတွက်ချရန်ခက်ခဲတော့လေဟိုကုမ္ပဏီအများစုကဒီကိစ္စနဲ့ဆက်လျင်ပြီးတော့ပေါ့နော်ဥတွေကြီးဝေးဆွဲကြပြီးဖြစ်ပါတယ်နောက်နီလန်တစ်ခုကပါလဲပေါ့နော်တင်ရစုကြီးငွေတွေကိုခန်းစားခြင်းနဲ့တူတဲ့တင်ရအမှန်စီးပွားရေးကို ကိုကေပိုးပေါ့နော်မန်နေဂျာတဝူကိုခန့်ထားဆောင်ရွက်နိုင်ခြင်း ဖြစ်ပါတယ်ဒီလိုနည်းရပေါ့နော်ဒီပြင်ဆင်စားခွင့်ဖြင့်စီးပွားရေးအသီးပွင့်တွေကိုဆက်လက်ခန့်စားပိုင်ခွင့်ရှိသွားတယ်ပေါ့နော်တခြားတော့စီးပွားရေးလုပ်မှာကြတော့အားလိုက်ရတွေကိုကောင်းစွာမယူရဲကြဘူးအเจ้าမှာ တို့တို့ဝေးရောက်နေချိန်မှာမိမိစီးပွားရေးကိုတစုံတစ်ခုဖြစ်မှာကိုစိုးရင်ကြကြရေပေါ့နော်မန္တန်စီးပွားရေးအတွက်မှာကြတော့ရေတက်တစ်ပတ်နှစ်ပတ်လောက်တွားရောက်ပန်းဖြေပြီးပြန်လာတဲ့အခါမှာတင်ရရင်ရလိုက်တဲ့ငွေရလည်းရရှိနေမိတာဖြစ်ပါတယ်အကယ်၍ပေါ့နော်တင်ကနိုင်ငံရချားနဲ့ပါဆက်ဆက်လောက်ကင်သူဖြစ်လေတဲ့တင်အိတ်နေတဲ့အတိုင်းအဲ့ဒီအကျိုးအမြတ်ကရနိုင်ရရနိုင်မှာလည်းဖြစ်ပါတယ် ထို့ပြင်နဲ့တင်းလှုပ်အားအပေါ်မူတည်ပြီးတော့ပေါ့နော်ထောက်ခံရှစ်ပေးထားသူ10ဦးသို့မဟုတ်50လို့မဟုတ်200ရရှိတယ်ဆိုပါစို့အဲ့ဒီကနေစင်ပွားလို့ပေါ့နော်လူ900ခန့်မြေစီးများရောင်းချနေပြီဆိုပါစို့အဲ့ထိုးသူများကပေါ့နော်သူတို့အတွက်ငွေရှာနေကြတာမှန်တော်လည်းပဲတစ်ချိန်တည်းမှာပဲတင်ကလည်းငွေတွေကဝင်နေမယ်ငွေတွေလည်းရရှိနေမှာဖြစ်ပါတယ်တဲ့ ိုအရန်ကောင်းနေပုံเนาะဒါကျမတို့အရန်ကြိုက်လို့ပုံလာခဲ့တဲ့အချက်ဆိုလည်းမမပါဘူးကိုယ့်ရဲ့ဘဝတွင်လုံးလုံးမှုလည်းရှိတယ်ပင်စင်စားရင်တော့ပင်စင်စားလာစားကအနေငယ်ပဲရတယ်ပုံเนาะဒါကျမတို့အဲ့ဒါနဲ့လည်းဘလို့မှစားမလောက်ဘူးအခုခက်ချီရတယ်ပုံเนาะဒီဒီလိုမျိုးစီးပွားရေးမှာဆိုရင်တော့ကိုယ်တွက်ဒီကဲလို့ပေါ့နော်ကိုတခြားအလုပ်နာတွေဖြစ်စေခီးတွားတွေဖြစ်စေ ကိုရဲ့ကိုကိုမရောင်းဈေးရောင်းနေတူပေါ့နော်ကိုနဲ့တူဈေးရောင်းနေတူမာကတ်တင်းလုပ်တဲ့တူအယောက်900ရာရှိတယ်ဆိုရင်တော့ဒါကျမတို့အတွက်ပေါ့နော်အေးဆေးဆေးစားလို့တောင်းပန်မယ်ကုန်းပေါ့နော်โอเคပါလှစင်နိုင်တာကျမတို့ရောင်းအရှိဖို့ပေါ့နော်ဟိုရောင်းအနဲ့တိစားရတာဖြစ်တဲ့အတွက်ရောင်းအရှိမယ်ဆိုတာနဲ့မာကျမတို့ပေါ့နော်ထင်းရဖွဲ့ထားတဲ့အကုန်လုံးညှို့ဆိုတာလုံးလုံးဆက်မယ်ဆိုရင် ဒီရဘဝလုံခြုံမှုလည်းရမယ်အချိန်ရဲ့တန်ဖိုးရှိတဲ့ချိန်မျိုးလည်းဒါကျွန်တော်ပိုင်ဆိုင်နေမှာလေပါတယ်ဒီနေ့မျှဝေမှုကတော့ဒီလောက်ပါပဲရှင်အားလုံးပဲဒါနောက်ရက်ဒီမှာပြန်ဆုံကြမယ်เนาะတကယ်လို့ဒီစံချုပ်မျှဝေပေးတဲ့စီစဉ်ကအကျိုးရှိတယ်တဘောကြတယ်ဆိုရင်ဒါဟိုကွန်မန့်မှာ yes လို့ရေးသွားပေးဖို့မေးပါလို့เนาะကျေးဇူးအများကြီးတင်ပါတယ်